ားမဲမင်္ဂလာပါခင်ဗျာမြတ်တလဲ channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဆရာတာတေးရေးသားထားတဲ့တစီတရားမှဝင်တာအမိရတဲ့ပြရလောကဇလံကောင်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်ဇလံလေးမစတင်ခင်မှာကျွန်တော်တို့ရဲ့မြတ်တလဲ channel လေးကို like and subscribe လေးလောက်ထားပေးဖို့တောင်းဆိုလိုက်ရပါတယ်ခင်ဗျာကျွန်တော်ကတော့ဒီနေ့ဆက်ပြီးပို့ခတ်မယ်ဖြစ်ပါတယ်ခင်ဗျာ တုန်းကကျွန်တော်ဆရာဆိုင်းတို့ဖားစီဟာမျက်ကွင်းစေးရပြီကသာပဲရှိသေးတာဗျ။ကျုပ်မျက်ကွင်းစေးစပြီးတော့တုံးတာပထမဆုံးဆောင်းမှာရေးခဲ့ပြီးပြီလေဗျာ။ကိုတွေ့မှာဖဲဝါဆောင်းလေ။ဆရာဆိုင်းတို့ဖားသစ်ဆုံးမေနှုတ်ခိုင်းမှုကျုပ်ကိုမျက်ကွင်းစေးကွင်းမိတယ်။သစ်ဆုံးမေရလို့အောင်းသွားတော့ကျုပ်ကအဲ့ဒီမျက်ကွင်းစေးနဲ့ဝါကွင်းနဲ့ဆန်နှင်းဖြူပေးရတယ်။ဆန်နှင်းဖြူကတော့ပြန်ဖြတ်ရလေဗျာ။ဒီအကြောင်းတွေခင်ဗျားသိပြီးရောပေါ့။ဒီတုံးကသစ်ဆုံးစီရင်ပြီးလို့ဆရာဆိုင်းတို့မှာပြန်သွားကြတာပဲရှိသေးတာဗျာ။ ကြုံမှတ်မိတယ်။လွေပဲကြီးပြို့ဖဏမပါပဲများတဲပေါ်နေလိုက်မိရင်ဆွစိတ်ခုံအောင်ပူးတဲ့ຢာဒီပေါ့ဗျာ။တမရိတ်မကြီးပင်ရိတ်တွေကိုခိုးနေရတဲ့အချိန်ပေါ့ဗျာ။အဲ့ဒီနေ့ကအမေချက်တဲ့ဝါသားနဲ့ပုံရင်ကြီးဟင်းကိုထမင်းသုံးပကံလောက်စားပြီးတော့နဂါးဆေးပေါ့လေးလေးဖွာလို့ပေါ့ဗျာ။ဒီလိုချိန်များဆိုရင်ဝိုင်းနေရလူတစ်ပတ်တသက်ရှိတဲ့မကြီးပင်ကြီးယောက်ကကိုပြေဟာကြောက်တွတ်တော့လောကစီးတယ်မယ်ပေါ့ဗျာ။နဂါးဆေးပေါ့လေးလေးသုံးလေးပေါ့ဖွာရင်ကြောက်တစ်စိုးပင်နှုတ်ခဲ့တာတွေမဖဲဝါလက်ကနေအတက်လူပြီးပြေးခဲ့ရတာတွေ။ တစ်ဆုံးမဲ့ဝင်ထုတ်တဲ့ကျုံနောက်ကိုထိုးလိုက်လာတဲ့မဖဲဝါကြီးကိုဆီယာနုံဖားကလမ်းအနေတားရတာတွေကိုကျုပ်ပြန်ပြီးတော့တွေးနေတာပေါ့ဗျာခဏနေတော့ကျုပ်မျက်လုံးဆင်းလာပြီဗျအမေချက်ကျွေးတဲ့ဝတ်သားနဲ့ပုံရင်ကြီးကအစွမ်းပြလာပြီလေဗျာဝဘိုးချမ်းလေးပေါ်မှာပစိုးအောင်လေးခောက်ပြီးတော့ခင်းလိုက်တယ်ပြီးတော့ကျုပ်ကုတ်ပစ်ပေါ်ကိုလှဲချလိုက်တယ်ဝဘိုးချမ်းနဲ့ကောင်းတဲ့ထီယုံရှိသေးကျုပ်မျက်လုံးတွေကဖွင့်လို့မရတော့ပဲအိပ်ပျော်သွားရောဗျနေကင်းကြောင်တော့ပူပူလောင်လောင်ကြီးတဲ့မှာကျုပ်အိမ်မက်မတ်တော့တာဗျတင်းញိုင်ကုန်ကြီးတစ်ခုတည်းကိုကျုပ်ရောက်နေတာဗျ ုတ်เสียหนုံမှလဲပါတယ်ဗျတတိပြေးပြေးမဖဲဝါကြီးလိုက်လာပြီဗျာတုတ်ကနောက်ကိုတစ်ချက်လှဲ့ကြည့်တယ်ဟောဟုတ်ပါဗျာအရကြီးကဆယ်ပေလောက်ကိုရှိရပြုသပင်ဖားလျားကြီးချလို့ညလုံးကြီးတစ်လုံးတစ်လုံးကလည်းလက်ဖက်ရည်ပကံလောက်ကိုရှိရနီရဲနေတာပဲဗျာကျုပ်နောက်ကိုပြေးလိုက်လာလားကျုပ်လည်းတုတ်ကနေပြေးတော့တာဗျို့နောက်ကိုတစ်ချက်မှကိုလှဲ့မကြည့်တော့ဘူးတင်းညာထွက်ပေါက်ပေါက်ကိုကျုပ်ပြေးတော့ဟော တင်းကျိုင်းထွက်ပေါက်နေရမှာဘာပေါက်မှမရှိဘူးဗျအပိတ်ကြီးဖြစ်နေတယ်ကျုပ်ဂူရီကြားကနေဆက်ပြေးတယ်ကျုပ်ပြေးနေတဲ့တင်းကျိုင်းကြီးကလည်းအကြီးကြီးဗျရှေ့ကိုလှမ်းကြည့်လိုက်ရင်လည်းမျက်စိတစုံဂူဖြူတွေကြီးပဲဗျဒီလောက်ကျတဲ့တင်းကျိုင်းကြီးမျိုးကျုပ်တက်တက်မှတခါမှမတွေ့ဘူးပါဘူးဗျကျုပ်ဂူရီကြားထဲကိုပြေးတာတင်းကျိုင်းကြီးကလည်းမဆုံးနိုင်အောင်ကျင်နေတော့တာဆိုတော့ကျုပ်မှပြေးရင်းနဲ့ဟောဟဲလိုက်နေတော့တာပေါ့ဗျာကျုပ်ချက်တော့တွေဆိုရင်ကြွလို့တော့မရကျင်တော့ဘူးဗျဆီယာနိုဖောက်ကိုလည်းမတွေ့တော့ဘူးဒီတော့မှပဲကျုပ်ပကုန်းကိုမဖဲဝါရဲ့အေးဆက်နေတဲ့လက်ကြီးကဖမ်းဆုပ်လိုက်တယ် အောင်မလေးဗျကျုပ်အတန်ကိုကျုံးအောင်လိုက်တယ်တကောလုံးလဲချွေးတွေရွှဲနေပြီဗျအဲ့ကောင်တတီဘာရီဖြစ်နေတာတော့ကျုပ်လက်ပြီးတော့မျက်စိဖွင့်ကြည့်လိုက်တယ်ကျုပ်ပခုံးကိုကင်နေတာမဖဲဝါရလက်ကြီးမဟုတ်ဘူးဗျကိုအောင်သိန်းကြီးပန်မွေးကောင်ကကိုအောင်သိန်းကြီးဗျဒီလူကလဲထော်ထော်ကြမ်းကြမ်းကြီးလေဗျကျုပ်ပခုံးကိုကင်နိုးနေတဲ့သူ့လက်ဝါးကြီးတွေကလဲအကြီးကြီးပဲဗျဟင်ကိုကြီးအောင်သိန်းအေးငါဘာกว่าတတီကမင်းဘာဖြစ်နေရတော့ ကျောက်လေငုတ်တုတ်ထားထိုင်လိုက်ပြီးတော့ကြောင်တောင်ဖြစ်နေတဲ့ကျောက်စိတ်ကိုညင်အောင်ထိမ့်လိုက်ရတယ်။ကျောက်အိမ်မက်မက်နေတာဗျာကိုရောင်နေရဲ့။နေကင်းကြောင်တော့ကြီးกว่าတာတီးရ။ကျောက်လေကိုရောင်တဲ့ကိုဘာမှပြန်မပြောတော့ပဲရီယုံမဲရီနေလိုက်တော့တာဗောဗျာ။တစ်သားကုတ်ပြစ်မှာဝင်ထိုင်ချလိုက်တဲ့ကိုရောင်တဲ့ကိုကျောက်ကငကားစေးပိုးလေးတစ်လိမ့်မင်းညိပြီးတော့ကမ်းပေးလိုက်တယ်။နေဘူးကြဲကြဲကြီးရောက်လာတဲ့ကိုရောင်တဲ့ကလည်းကျောက်တဲ့တဲ့ငကားစေးပိုးလေးလေးကိုဖြွာပြီးတော့အမောဖြည့်တယ်ဗျ။ပြီးတော့မှသူ့ကောင်းကဝါခမောက်လေးကိုချုပ်ပြီးတော့ စီးကြလာတဲ့ချွေးတွေကိုသူပခုံးပေါ်မှာတင်ထားတဲ့ပစိုးချမ်းလေးနဲ့ထက်ချမ်းချမ်းတုပ်နေတယ်ဗျ။ကိုရောင်နေကနေဘူးကြီးတွေကိုပဲသွားမှာတော့တုပ်ကငကားစစ်ပေါ်လေးလေးကိုဖွာရင်းနဲ့ကိုအောင်သိန်းကိုမေးလိုက်တယ်။ကိုအောင်သိန်းကဗန်မွေးကုန်းကဘိုးမင်းထင်ရဲ့သားဗျ။ဘိုးမင်းထင်ဆိုတာလူသွားကြီးဗျ။လူကိုအလုလုပြီးတော့လူယူသားရဲ့လူကြီးပေါ့ဗျာ။ဘိုးမင်းထင်ရဲ့မိမကတော့ကိုအောင်သိန်းကိုမွေးပြီးတော့မီးတွင်းမှနဲ့ဆုံးသွားလာတယ်ဗျ။ကိုအောင်သိန်းကတိုးတီးတော့သားပေါ့ဗျာ။ဘိုးမင်းထင်ကလည်းနောက်အိမ်အောင်မပြူတော့ အဖေတခုတားတခုလို့ပေါ့ဗျာကိုအောင်သိန်းကြီးကလည်းသူ့အဖေဘုံမင်းတင်ကြီးလို့ပဲထွားထွားချမ်းချမ်းကြီးဗျပြီးတော့သူ့အဖေလို့ပဲလှုပ်ရိုးတဲ့လူကြီးဗျအိမ်တော်ရဲ့သားလည်းပြုတ်ဖို့တကားမအောင်တွေးတာမဟုတ်ဘူးဖက်ကောင်တားတေးရငါကဘဲမှသွားစရာရှိရမဟုတ်ဘူးကမင်းစီကိုလာတာအာကိုရောက်နေရလေဗျာညနေနေဆောင်တော့မှလာရောပေါ့ဗျပူလိုက်တဲ့နေဆိုတာဟင်းထနေတာအေးကွာတားတေးရမင်းပြောတာလည်းဟုတ်တာပဲ ။ဒါမဲ့ကိစ္စအရေးကြီးနေလို့နေဘူးကြီးတွေပဲထွက်လာခဲ့ရတာကွာ။ဘလိုပြကိုရောင်နေရဲ့။ဘာရီရေးကြီးလို့တော့။ကိုအောင်သိန်းကြီးကငကားစိတ်ပေါ်လေးကိုဇက်တိုက်ဖွာနေသေးတာဗျ။ပြီးတော့မှဒီလိုကွာတာတည်းရ။ငါအဘငငယ်ကမြို့ချောင်းသွားတတ်ဘူးလေ။အဲ့ဒီမှာအဘနဲ့တော်တော်ခင်းတဲ့တငယ်ချင်းတယောက်ရှိခဲ့ဘူးလေကွာ။အဘကတော့သူ့ကိုကိုညိုလို့ခေါ်တာပဲ။အသက်60လောက်ရှိပြီကွာ။အဲ့ဒီကိုညိုဆိုတဲ့ဘိုးတော်ကအခုငါတို့အိမ်ကိုရောက်နေတယ်ကွာ။ဗျာ။ ဲ့ဒီကိစ္စဘိုးတော်ကိုကျုပ်ကလိုက်ပြီးတော့ဧကံပေးရမှာလားကိုရောင်နေရဲ့ဟာမဟုတ်တာကွာအဲ့ဒီဘိုးတော်ကအဘရဲ့တငယ်ချင်းပဲအဘဧကံမှာပေါ့ကွာနို့ကိုရောင်နေရကျုပ်စီကိုလာတာဒီအကြောင်းလာပြောရလားအေးဟုတ်တယ်တာဒီဟာဗျာကိုရောင်နေရလဲခင်ဗျားတို့အိမ်ကိုဧည့်သည်လာတာပဲဟာကိုနေဘူးကြီးတွေကိုလာပြောစရာလိုလို့လားဗျာဟာကောင်တာဒီရဧည့်သည်လာတာကိုငါနေဘူးကြီးတွေကိုလာပြောမလားကွာကိစ္စရှိလို့လာတာပေါ့ကွာဟင် ဘာကိစ္စတော်မြတ်ကိုရောက်နေရဲ့အဲ့ဒီဘိုးတော်ဦးညိုဆိုတာငါ့ဘာနဲ့မတွေ့ရတော်တော်ကြာနေကြပြီကွာအခုမေးစမ်းပြီးတော့ရောက်လာတော့ငါ့ဘာမနေ့ကိုရုပ်ပန်းယူရတာဦးညိုကလည်းငါ့ဘာလိုပဲကွာမနေ့ရုပ်ပန်းယူရတာနောက်တော့သူတို့တကယ်ချင်းနေအောင်တယောက်နဲ့တယောက်မှတ်မိသွားပြီးတော့ဝမ်းသာလိုက်ကြတာကွာငါတော်သူတို့ကစားတော်တော်ပျော်သွားတယ်ကွာကူအောင်သိန်းပြောနေတာတွေကိုကြုတ်ပြန်ခုထိနားမရှင်းသေးဘူးဗျအခုထိကြုတ်စီကိုလာတဲ့ကိစ္စအပါမလာသေးဘူးလေကြုတ်လေသူပြောတာကိုစက်ပြီးတော့နားထောင်နေတာပေါ့ဗျာ အေးအခုလိုပြန်တွေ့တော့မှအဘရဲ့တငယ်ချင်းဦးညိုဟာဆရာတယောက်ဖြစ်နေတယ်အောင်အဘကသိတာကွာဟင်ဟုတ်လားဘာဆရာတုံးဗျအထက်လန်းဆရာကြီးကွာတတရဒေါရီတောင်နေထဲမှာလှဲ့လှဲသွားပြီးတော့အထက်လန်းကျင့်စဉ်တွေရောအားထုတ်နေတာဆိုပဲကွာ No ဒီဆရာအိမ်နောက်နေပါလိမ့်မရှိဘူးလားဗျကိုကြီးအောင်နေရဟာမရှိဘူးကွာအိမ်တော်ကတခါမှမပြုတ်ဘူးလေကွာအသက်20လောက်တည်းကအထက်လန်းကိုလိုက်စားနေခဲ့တာလေကွာလူပုံမှန်တွေ့မြင်ရရောဘယ်လိုနေတော့ဗျ ။ဟာတတရဥညိုသာဆိုတဲ့အသားတွေကဖြူပြီးတော့နုနေတာကွမျက်လုံးတွေကလည်းကြည်ပြီးတော့တောက်နေတာကွစားတော့လေတက်တက်လိုပဲစားတာထိုင်နေရင်လည်းလက်ကားနေတာမဟုတ်ဘူးကွဗဒီတကုံးကိုလက်ကကိုင်းပြီးတော့ဗဒီအမြန်စိတ်နေတာကွနှုတ်အဲ့ဒီဆရာဘုံမင်းနေစီကိုအလဲလာလားဗျမဟုတ်ဘူးတတရသူကိစ္စနဲ့တူလာတာဟင်ဘာကိစ္စများတော့ကိုရောက်နေရဲ့ဒီလိုတဲ့တတရဆရာညိုးကအင်မတန်မအောင်လျှို့ဝှက်နေတဲ့အစီရင်တစ်ခုကိုစီရင်နေတာတဲ့ဟေ့ ဟုတ်လားဘာစီရင်တော့မြကိုရောက်နေရဆရာညိုရဲ့အစီရင်ကတစေတရာမဝင်သားတယ်ကွာဒါတွေကဗျာတစေတရာမဝင်သားဟုတ်လားဗျကျုပ်ဖြင့်ကြားတော့မကြားဘူးပါဘူးဗျာအေးဟုတ်တယ်ကွာဆရာညိုစီရင်နဲ့အဲ့ဒီအစီရင်ကအားလုံးအောင်လာခဲ့ပြီတယ်ကွာအခုနောက်ဆုံးစီရင်ရမယ့်အဆင့်ကိုရောက်ပြီတဲ့ဒါတွေကဟာဟုတ်လားဗျနို့နေပါအောင်ကိုရောက်နေရဲ့ဒါကဘလို့ဒါမျိုးတော့အေး ိုတနေ့ကအဘထုတ်ပြလို့ငါလည်းတွေ့လိုက်တယ်။ဒါကတော့ငါကြီးတောင်ပုံပဲကွ။ဒါမဲ့အရှိရတော့နှစ်ပေးလောက်ပဲရှိတယ်ကွ။ဂျက်ကတလက်မလောက်ပဲရှိတယ်။ဒါရို့တော့အကြနာကိုလှူထားတာဟေး။ကနှုတ်တွေသွင်းပြီးတော့ကြောက်နေရမြုပ်လို့ကွ။တအိမ်ရောဒါရို့ရောရွှေပင်းချလာတာမောင်ကြီး။ဟာတင်ဟုတ်ပါလားဗျ။တို့ဒီသားကဘာသုံးမှုလဲကိုရောက်နေရဲ့ဆရာညိုအပြောရတော့ဒီသားကစုံနဲ့ကဝေတစီတရေမြေဖို့ဘလူပူးကြည်ရဘူးကတ်ချင်ရကတ တအိမ်လေးကနေတောက်တထွာတမိုက်ဆွဲထုတ်လိုက်တာနဲ့ဟိုအာလုံးပြပြဝှက်ကြတယ်ဆိုပဲကွာဝါတဲစွမ်းတဲ့အစီအစဉ်မှာလားဗျအေးအလားမနေ့ပြန်ညမှာနတ်ခတ်ကောင်းလို့စီရင်မို့ရောက်လာတာတည်းကွာစီရင်မှာတော့ငါတို့ဗန်မွေးကုန်းတင်းနိုင်နေမှာလေတာတီးကနေရာတွေပါတွေအာလုံးရွေးပြီးပြီကတော့ဘွေးရတရားတိတိပြင်ရမှာလေဟေးဟောပွဲတရားဟလားများလာကြီးလားဗျဟာတာတီးကလည်းသူ့အစီအရင်ကတစီတရားမောင်းလေကွာ တော့ဝဲတရားပြင်းရမှာပေါ့ပွဲပြင်တာတော့ဟုတ်ပါပြီဗျာပွဲထုတ်ဖို့ဇလုံတွေကအလုံးတရားပြင်းအောင်ရပါမလားကိုရောင်နေအာတာတိနေဘယ်လာပြီဇလုံတရားရှာလို့ရမတုံးကဝါးတောင်းလေးတွေဝဲရတာပေါ့အားလုံးစုံနေပြီတာတိရဝါးတောင်းတရားငါပြောပြီးနေရအုံးဒီအလုံးတရားအားလုံးငါတို့ဝိုင်းနေမှာပုံလို့ဗျာဟာဒါရီယိုဘယ်လိုလုပ်ရှာလိုက်တာတုံးဗျာဆရာညွှန်ရဲ့တပည့်တွေလဲနေရောက်လာပြီးတော့ပို့သွားတာပဲကွဘလို့ရှာလာလဲတော့ငါလည်းမသိဘူး အော်ဒီလိုနို့နေပေါင်းကိုရောက်နေရဲ့အခုကျုပ်စီကိုလာတာဘာကိစ္စတုံးဗျဒီလိုတာတည်းရဲ့ဒီစီရင်အောင်မို့ဟာတတိကောင်းတဲ့စနေသားတယောက်ကိုညီမဖြစ်မာတယ်ကွာဒါကြောင့်အဘနိုင်ငံနဲ့ကမင်းကိုပဲချက်ချင်းတတိရတာပေါ့ကွာမင်းဟာဆရာသမားရင်နဲ့လည်းလိုက်ပူသွားမှုတဲ့တွေ့ကြုံရှိရမလားဒီကိစ္စကမင်းမဲကိုညီနိုင်မှာကွာပြီးတော့အဲ့ဒီစနေသားတတိတတော်ရှိဖို့လိုတယ်လို့ဆရာညိုကပြောတယ်ကွာအော်ဒါကြောင့်ကျုပ်စီကိုကိုရောက်နေရရောက်လာတာပေါ့ဟာလား အေးလေကွာတရားဒီစီရင်ကိုကြောက်လေတော်တော်စိတ်ဝင်စားတာဗျကြောရင်းနဲ့ကြောက်စင်းစားတယ်ဆရာနုံဖားနဲ့တစ်ဆုံးမိန်ထုတ်ပြီးကလေးကကြောက်လေငြိမ့်နေတာဆိုတော့အခုပေါ်လာတဲ့ကိစ္စကိုကြွတော်တော်စိတ်ဝင်စားတော့တာဗျကဲကိုရောင်နေစိတ်ချပြီးတော့ပြန်ပြမနဲ့ပြန်မနဲ့စောစောစားပြီးတာနဲ့ကြောက်လာခဲ့မယ်ဟာတတရားလေကွာဘယ်နဲ့ထမင်းစားပြီးလာမှာတော့ကွာကိုရောက်မှထမင်းစားလေငါတို့ညာအားနာရမယ်အိမ်မို့လို့လားမင်းထမင်းစားလာရင်ဘိုးမင်းညီညာမင်းကိုငေါလိမ့်မှာပေါ့တတရား ဟုတ်တော့ဟုတ်တယ်ဗျကိုရောက်တဲ့ညာပါဘုံမင်းနေညာကြောက်ကိုဆိုလွတ်ခင်တာဗျကျော်ပါနဲ့ဘုံမင်းနေညာလည်းငယ်ပေါင်းတွေလေဗျကဲဗျဒါဆိုလေကျော်ကိုရောက်နေတော့အိမ်ရောက်မှပဲမနှက်ဆာစားမယ်ဗျအေးအဲ့ဒီလိုလှုပ်ရှားမှအတတရကျောက်လာမယ်ဆိုတော့မှကိုရောက်နေညာစိတ်အေးသွားရောဗျကျုပ်နဲ့ထိုင်ပြီးတော့ထွေရလေးပါပြောကြဆိုကြတာပေါ့ဗျအိမ်မွားဆင်လာတဲ့ကျော်ပါဝိုင်းနေညာကျုပ်တို့စကားပြောနေတဲ့အတန်းကိုကြားလို့လာကြည့်တယ်ဗျမျက်စိမုံနေတယ်ဗျမျက်စိပေါ်ကနေလက်ဝါးလေးကပြီးတော့ကိုရောက်နေအောင်ကြည့်တယ်ဗျ ။ဘိုးညံကျောက်ကမမှတ်မိဘူးထင်နေ။ကျောက်ဘန်းဝဲကောင်ကအောင်သိန်းလေးဖို့ရဲ့။ဦးမေးတင်တာလေ။ဟာအောင်သိန်းလား။မင်းဘမင်းနေကြီးရောနေကောင်းရလားကွ။ကောင်းတယ်ဘိုးညံကောင်းတယ်အဘအမှားလိုက်တယ်ဘိုးညံတို့အကြီးတို့သတိရကြအောင်ပြောလိုက်ပါတယ်ဗျအေးအေးငါလည်းခုတလောမင်းတင်ကြီးကိုသတိရနေတာကွာနေရပြင်းလုံးလို့ကွာအောင်သိရဘိုးကဗန်မွေးကုန်းကိုလာလဲခြင်းနေတာပြောလိုက်ပါကွာဘိုးလာလဲဦးမယ်လို့မင်းဘအောင်ပြောလိုက်ကြလားဟုတ်ကဲ့ဘိုးကျုပ်ပြောလိုက်ပါမယ် ေးအေးအေးကဲကဲမင်းတို့စကားဆက်ပြောကြအောင်ဘိုးဝိုင်းနောက်ဘက်ကိုခဏသွားလိုက်အောင်မယ်အဲ့ဒီနေ့ကကိုကြီးအောင်တဲ့ညနေဆောင်မှပြန်သွားတာဗျနောက်နေ့ရောက်တော့ကျုပ်လည်းဆရာနှုတ်ဖပေးခဲ့တဲ့မြက်ကွင်းဆေးလေးကိုဂတိပါအိတ်လျှောက်လေးနဲ့ထည့်ပြီးတော့ပန်းမွေးကုန်ထွက်လာခဲ့တယ်ဘိုးမင်းနေတော့ဝိုင်းရောက်တော့ကိုရင်နေဆုံးခံတော့ရှိသေးတာဗျဟာတတ်တယ်လာလေကွာမင်းလာမှလာပါမလားလို့ဘိုးကစိတ်ပူနေတာလာလာတတ်တယ်အိမ်မော်တက်ခဲ့ကျုပ်ကလေကားနဲ့အိမ်မော်တန်းတက်ခဲ့ရောဗျ ဘုံမင်းတင်တော့ဝိုင်းထဲမှာတော့ငပြောသေးရဲ့အုံးသေးရဲ့ကိုရေဆေးတဲ့သူကစေကိုရရတဲ့သူကရဝါးတောင်းလေးတွေအစင်းနဲ့လှုပ်တဲ့သူကလှုပ်လို့ဗျ။ရွာထဲမှာလူတချို့လာပြီးတော့လှုပ်ကင်ပေးနေကြတာဗျ။အလူတခုလှုပ်ဖို့ပြင်းနေသလားမှရတယ်။ကြောက်အိမ်မော်ရောက်တော့ဘုံမင်းနေရစီးပြော့တယ်ဗျ။မင်းတို့ကိုကြီးအောင်တေးကခုနလေးတွေရွာနောက်ပိုင်းကိုသွားတယ်ကွာ။တင်အောင်တို့ကာလာသားတွေတွေက၃-၄ယောက်ကိုသွားခေါ်တယ်။တင်းကြီးထဲမှာလူဓာတ်တွေပြင်းစင်းမို့လေ။အခုပဲပြန်လာမှာပါ။မင်းရောက်လာရင်ဒေချာအိတ်ခံမှမှားသွားသေးတယ်။ဟာဘိုးကလည်း ကျုပ်ကဧည့်တယ်မှာမဟုတ်တာဗျ။ဧည့်မခံရပါဘူး။ကျုပ်ကအင်ကြီးတဲ့ကိုမတိမတာအကဲခတ်ကြည့်တယ်။ဖျားစင်ရှိမှတင်မလီခွေပြီးတော့ထိုင်နေတဲ့အပေါ်ညိုအောက်ညိုဝှက်ထားတဲ့လူတစ်ယောက်ကကျုပ်ကိုစိုက်ကြည့်နေပြီးတော့ပြုံးနေတယ်ဗျ။ပြီးတော့ကျုပ်ကိုခြေဆုံးကောင်းဆုံးကြည့်တယ်။ကျုပ်ကလည်းသူ့ကိုမတိမတာအကဲခတ်နေတာပေါ့ဗျာ။အသားဖြူဖြူလူရည်တန်းတန်းနဲ့ထပ်ပိန်ပိန်ပပပဲဗျ။မျက်လုံးတွေကတော့ကြည်လင်ပြီးတော့တောက်နေတာဗျို့။ကောင်းမှာတော့ရောင်တစ်စောင်းထိုးရတယ်။ဆရာညိုဆိုတာဒီပုံကိုပဲပေါ့ဗျာ။ ဆရာညိုကပြောပြီးတော့ကြောက်ကိုကြည့်တယ်။မောင်တာတေဆိုတော့ကျုပ်စိတ်ကထင်တာအသက်အစိတ်30လောက်ရှိမယ်ထင်တာကိုမင်းတင်ရဲ့လက်ဆက်တော့အသက်73လေးနှစ်သားလေးပါလား။อืมဒူသာငယ်တာဗျ။တတိယတော့မငယ်လောက်ထင်တယ်။ပြီးတော့ဒီတငယ်ကပါရမီအလွန်ကောင်းလာပြီတဲ့ကိုမင်းတင်ရဲ့ကျုပ်ကဖယောင်းဦးတိုက်တယ်။ပြီးတော့ဆရာညိုဦးတိုက်လိုက်တယ်။သာဓုသာဓုသာဓုမောင်တာတေ။ အခုလိုလာပြီးတော့ဆရာအကူညီတာဝမ်းသာလာတယ်ကွယ်ဒါပေမဲ့ဒီညလုံးမဲ့အစီအရင်ကတော်ရုံတတိနဲ့မရဘူးကွယ်မောင်တာတည်းရဲ့ဟုတ်ကဲ့ပါဆရာကြီးအေးဒီအစီအရင်ကိုတဆေတရာအစီအရင်လို့ခေါ်တယ်ကွယ်တဆေအကောင့်တရာကိုကျုပ်ကကတော့ဝဲပေးပြီးတော့ခေါ်လိုက်မှာတဆေတွေအားလုံးရောက်လာမှာကွယ်ရောက်လာတဲ့တဆေတွေထဲမှာကူးယူဖော်ပြသူလက်ခဆိုတဲ့ခတ်ဆူဆူအကောင့်ကြီးတွေလည်းပါလာလိမ့်မယ်ဒီအချိန်မှာမောင်တာတည်းရမြေကြီးထဲမှာရောက်နေလိမ့်မယ်ပြား တုတ်ကမြေကြီးထဲမှာဟောက်လာဆရာကြီးဟုတ်တယ်မောင်တာဒီမြေကြီးကိုမောင်တာဒီရဲ့အရက်နဲ့တိုင်းပြီးတော့တူးရမှာမောင်တာဒီရဲ့တကူလုံးကကျင်းထဲမှာမတ်တက်ရက်ပြီးတော့မြေမြုပ်ခန္ဓာမှာကောင်းလေးပဲမြေပေါ်မှာပေါ်နေရမှာဟောဒီတာကိုမောင်တာဒီကပါးစပ်နဲ့ကြိုက်ထားမှာအတော့အပြင်ဘက်မှာပေါ့ပြောပြောဆိုဆိုနဲ့ဖះရစီအောင်မှာထောင်ထားတဲ့ဓာတ်ကိုဆရာညိုကလက်ညှိုးထိုးပြတယ်မင်းကကိုအောင်သိန်းပြောထားတဲ့ဓာတ်ပဲလို့ကျုပ်စိတ်တွေကတွေးလိုက်တယ် ရောက်လာတဲ့တစီတွေကမောင်တာတေးရဲ့ပါဇက်တေးရတောင်းဝင်လူကြဖို့ကြိုးစားလိုက်မယ်။ဒါမဲ့မပူပါနဲ့ကွ။တို့က6ရောင်ပဲ6နိုင်တာ။တကယ်မလုနိုင်ဘူး။အေးဒါမဲ့တခုတော့ရှိတကွ။မောင်တာတေးကကြောက်လန့်သွားပြီးတော့ဒီတားကိုပါဇက်ကပြုတ်ကျသွားရင်တော့လူယူသွားလို့ရတယ်။ပါဇက်မှာပြုတ်မကြပဲကြိုက်ခါတေးရတော့ဘယ်တစီမှဝင်မလုနိုင်ဘူးကွ။အဟုတ်ကဲ့။ကြောက်တခုလောက်မေးပြစီဆရာကြီး။မေးပါမောင်တာတေးမေးပါ။ကျုပ်ကဒီတားကိုပါဇက်မှာအကြာကြီးကြိုက်ထားလို့ဖြစ်ပါမလားဆရာကြီး။ ပါဇက်ညောင်လို့ပြောကြသွားရင်တဆေတွေယူသွားမှလားလို့ပါမောင်တာတွေတွေးတာမှန်လိုက်တာကွယ်ဒီအတွက်မပူနေကွ။တဆေအကောင်တရာဝင်လို့မှအကြကြီးမဟုတ်ဘူး။ရေကနေရေကနေနဲ့ဝင်လာမှာ။အများဆုံးကြာမှာ10မိနစ်လောက်ပဲကြာမှာကွ။ပါဇက်ညောင်ပြီးတော့ဒါပြောကြမှာမစိုးရရပါဘူး။အေးမောင်တာတွေဒီကောင်တွေကိုသာကြောက်သွားပြီးပြုံးမကြဖို့ပဲလိုတာကွ။ဒီအတွက်တော့စိတ်ချပါစရာကြီး။ကြောက်မကြောက်ပါဘူး။အေးဒါဆိုရင်တော့နေရာကြပြီပေါ့ကွ။ ဟိုလေဆရာကြီးကအစီရင်ပေးရင်ကျုပ်ကိုမြေကြီးထဲကနေပြန်ထုတ်ပြီးမှာပေါ့နော်မဟုတ်ဘူးမောင်တာတေးရဲ့ဆရာကြီးပြောဖို့ကြံသွားလို့အစီရင်အောင်တာနဲ့တပြိုင်နက်မောင်တာတေးကမြေကြီးထဲကနေအလိုလိုကျွတ်ထွက်လာမှာကွယ်ဟောဟုတ်လားဆရာကြီးတဲလဲထူးစားမှလားဗျာဟာတာတေးတော်ရောက်နေပြီကိုငါတေအောင်တို့လူစုကိုသွားခေါ်လို့ကွာကောင်သိန်းကြီးကအိမ်မော်တက်လာပြီးတော့ကျုပ်ကိုနှုတ်ဆက်ပြောတယ်တေအောင်တို့အုပ်စုကိုတွေ့လား ဘုံမင်းနေရကိုအောင်သိန်းကြီးကိုလှမ်းမိတယ်။အတွေ့တယ်ဗာတွေ့တယ်။ကြုံမှားလာခဲ့ပြီ။ညနေ၄နာရီလောက်ရောက်လာကြလိမ့်မယ်။အော်မြေချင်းတူးမဲ့တငယ်ကြီးလားကွ။ဆရာညိုကကိုအောင်သိန်းကိုလှမ်းမိတယ်။ဟုတ်တယ်ဆရာကြီး။ကြော်အားလုံးစီစဉ်ခဲ့ပါပြီ။အော်တာရုကွယ်တာရုတာရု။ကဲဒါဆိုရင်မောင်အောင်သိန်းရပဲမောင်တာတေကိုအရက်တိုင်းပြီးတော့ပခုံးအထိပဲတိုင်းရမှာနော်။ရော့ရော့ဆရာကြီးစီမှာပေကျိုးလာယူ ကိုအောင်သိန်းကြီးကကျုပ်ကိုမတက်ရခိုင်းပြီးတော့ပေကျုံးနေတိုင်းနေ။ဩကျုပ်ကိုအရှင်လက်လက်မြေမြုပ်ကြမှာကိုလို့တွေးလိုက်မိပြီးကြောထဲမှာစိတ်ငင်းနေစိတ်ငင်းနေဖြစ်သွားတော့ဗျာ။ငားပဲတီးပဲဆရာကြီး။အေးအေးကျင်းတူးပေးမဲ့တငယ်တွေကိုအနက်ငားပဲရှိတဲ့ကျင်းတူးဖို့ပြောလိုက်ပါမအောင်သိန်း။ဟုတ်ကဲ့ဆရာကြီးစိတ်ချပါ။ကိုအောင်သိန်းကြီးကဆရာညိုရိုးရိုးတေးပြန်ပြောတာဗျ။ဟုတ်လေဟုတ်ပါတယ်။ဆရာညိုဆိုတဲ့ပုဂ္ဂိုလ်ကဥပဒေရောက်ရောအပြောအဆိုအနေထိုင်ရောတော်တော်ကြီးညိုစရာကောင်းတာပါဗျာ။ အမှန်တမ်းပြောရရင်ဆရာညိုတွေ့တွေ့ချင်းမှာပဲကြောက်ကြီးညုံမိတာဗျဒီလိုကွယ်မောင်တာတည်းရဲ့ဒီညစီရင်မဲ့မှုံဝင်တာပေါ့ပေါ့တေးတေးတော့မဟုတ်ဘူးကွယ်အထင်ကရတင်းညာကြီးကိုကူကတန်တွေနဲ့စီရင်ရတာကွယ်စီရင်တဲ့အခါမှာလည်းတော်တော်အချိန်ယူရတာပါကွယ်ဘဘဲဆရာတိုင်းကကိုင်းတင်းညိုင်းတာကိုမစီရင်တတ်ဘူးကွယ်မိပြင်းပြင်းဖုတ်ပြီးတော့ထူလိုက်ကြက်ချီးတဲ့ပုံလိုက်ထိုးရလိုက် ပြီးရင်ပြန်ဖုတ်လိုက်ပြန်ထူးလိုက်ကြက်ချီးတဲ့နှစ်ထားလိုက်နဲ့နှစ်ချီပြီးတော့စီရင်ရတာ ဒီတော့မှတန်မဏိဖြစ်လာပြီးတော့စောစောအောင်တာတွေမြင်လိုက်တဲ့တာဖွေးလက်နေတာကွဟာဟုတ်လားဆရာကြီးကျုပ်ကဒါကိုအပြင်းအမြင်ရတာဆိုတော့ဖွေးနေမှမသိဘူးဗျဩညရောက်တော့မောင်တာတွေတွေ့ရမှာပေါ့လေတွေ့ရုံမဟုတ်ဘူးပါးစပ်မှာတော့ကြိုက်ရမှာပဲอืมဒီလိုကွမောင်တာတွေရဲ့မောင်တာတွေကြားဘူးလားတော့မသိဘူးတချို့ဓာတ်တွေကမကောင်းဆိုးဝါစီးနေတတ်တယ်ကွအဲ့ဒီခါမျိုးမှာဒါဟာလူတက်တာတို့အလိုလိုနေသွေးတွေစီးကြလာတာတို့ဖြစ်တတ်တယ်ဗျာ ဒါအလိုလိုလူတက်နိုင်သလားဆရာကြီးအာအလိုလိုတော့ပဲတက်နိုင်ပါတော့မောင်တာလေးရဲ့သူ့အနီးနားမှာရှိတဲ့လူတယောက်ရဲ့စိတ်ကိုဝင်ပူးပြီးတော့ဒီဓာတ်နဲ့တက်တာပေါ့တက်မိတဲ့သူကဘာမှမသိဘဲနဲ့လူတက်တော့တာပေါ့ကွယ်အဲ့ဒီလိုတက်ရင်လည်းတာမန်တက်တာတော့မဟုတ်ဘူးကွယ်အချက်20 30ခုတ်တာတမြောင်ဆိုရင်လည်းအချက်20 30လောက်ထိုးတာပေါ့ကွယ်အော်ဖြစ်မှဖြစ်ရလေဗျာအေးအဲ့ဒီလိုမကောင်းဆိုးဝါးစီးနေတဲ့ဓာတ်လက်နဲ့တွေကိုအခုစီရင်မှမဝင်တာနဲ့ချွင်ကနဲမိအောင်ခေါက်လိုက်ရုံနဲ့ တက်နေတယ်မကောင်းဆိုတာပြည့်ရော့ကွအဲ့ဒီလောက်စွမ်းတာဟာတော်တော်စွမ်းတာပဲဗျဘလောက်ပဲဆရာကိုကလန်ကစံလုံနေတဲ့အမောင်ပြောကပဲဖြစ်နေပါစေဒီမော်ဝင်သားနဲ့ကောင်းမော်ကိုကြော်ပြီးတော့ရမ်းလိုက်တာနဲ့ပြပြအောင်မောက်တော့တာဟာတော်တော်စွမ်းတာပါလားဆရာကြီးရဲ့อืมတကူတော့ရှိတာပေါ့ကွယ်ဒီမော်ဝင်သားကအောင်လန်းဆရာရဲ့လက်ထဲကိုမရောက်ဖို့တော့အမြဲတမ်းထားရတယ်ဒီကောင်တွေသာဒီသားမျိုးရသွားရင်တော့မကောင်းတဲ့ဘက်မှာတုံးတော့မှာပေါ့ကွယ် ဩဒီလိုလားဆရာကြီးဟုတ်တယ်မောင်တာတေဒီသားမျိုးစီရင်ဖို့ဆိုတာလည်းတဲမလွယ်လောက်ဘူးကွတင်ညာကြီးကိုကူမှညာလုံးမအတိတ်တန်ဝင်ပြီးစီရင်ရတာဟမ်ကိုတင်ညာတန်ဆိုတာခေါင်းပြက်တွေဟာအတန်တွေကိုနှုတ်ပြီးတော့ယူရတာမဟုတ်ဘူးလားဆရာကြီးပေါပေါရှာရှာမောင်တာတေရဲ့ဘယ်ဟုတ်ရမှာတော့တင်ညာတစ်ခုစီမှာအချိန်အခါရွေးပြီးတော့အတိတ်တန်ဝင်တာအဲ့ဒီအစ်မလေးလမ်းထွက်သွားကြတာကြီးပဲကွဘာဖြစ်လို့လဲဆိုတော့တရေတွေတစေတွေ ဖောက်ကောင်တွေရောက်လာပြီးတော့ပြက်အောင်ဖျက်ကြတာကွအဲ့ဒါကိုကြော်နိုင်သွားမှအဲ့ဒီဆရာရဲ့ရှေ့ကိုဒုံးဆိုပြီးတော့တန်တော့ကကြလာတာတခါလေကြောက်လဲစက်ကူနဲ့ထုတ်လာတဲ့တန်တို့တန်စားထုတ်ကြီးကကြလာတာအဲ့ဒီလိုနဲ့တင်းချိုင်းကိုကူကအလိုလိုကြလာတဲ့တန်ကိုစုယူပြီးတော့ဓာစီရတာကွထူးစားလိုက်တာဗျာဆရာညုံနဲ့တွေ့ရတာကြောက်ဖို့တော့ဘူးတူရိုက်တော်တော်ရလိုက်တယ်ဗျသမင်းစားပြီးတော့လဲအကြမ်းဝိုင်းလေးမှာဘိုးမင်းတည်ရင်ကိုကြီးအောင်တည်ရင်ကျုပ်ရဲ့ရွာလေးကဘိုးမင်းတည်ရင်မိတ်ဆွေနှစ်ယောက်ရဲ့ အကြံဝိုင်းဖွဲ့ရင်ဆရာညိုကြီးကဘူးသူရကိုဆက်ပြီးတော့ခံယူကြတာပေါ့ဗျာကိုရောက်နေသွားမယ်ပြုတ်ဟောတင်အောင်တို့လူစုပါလာပါရောလားကဲကျုပ်သွားမယ်ဗျတတေမင်းရဒီမှာနေခဲ့နော်ငါတို့ဘန်မိုးကုန်းတင်ရတဲ့ကိုသွားတော့မယ်ဟိုမှာကျင်းတူးမယ်ပြီးတော့ဇရဲပေါ်မှာပွဲတရာပြင်နာရမယ်ဟာလူလေးမင်းလဲကောက်လေကွာအုံးသီးတွေငါပြောသီးတွေဘာနဲ့တင်မှာတော့ဘုံမင်းနေရာကိုရောက်နေအောင်ပြောတယ် တောင်ဘက်ဝိုင်းဟာကိုပါလာသူ့လဲနဲ့အပြီးဖို့ကိုလှူထားတယ်ပါရဲ့။ဩဒီလိုလား။ကဲကဲဒါဖြင့်လဲသွားကြတော့ဆရာပြောရတဲ့အတိုင်းတေချာမမအောင်လှူကြနော်။စိတ်ချပါပါရဲ့။သွားကန်ဒီမှာကိုရောင်တင်းဟာဆရာညို့ကိုကတော့တယ်ဗျ။ပြီးမှလေကဆင်းသွားတာ။ဆရာညို့ကစကားဝိုင်းကိုဆက်တယ်။ဆရာညို့ပြောသမျှတွေကကျုပ်ကိုယ်တိုင်လှုပ်ခဲကန်ခဲကြုံခဲ့တာကြီးပဲဗျ။လှုပ်စိတ်ဝင်စားဖို့ကောင်းတာပါဗျ။အဲ့ဒီညနေနေရင်တွင်းနေလောက်မှာကျုပ်တို့ဘန်ဝင်းကုန်းတင်းကျိုင်းနဲ့ရောက်လာတယ် ပင်နီတိုက်ပုံပင်နီပေါင်းပြီးပင်နီကောင်းနေဗျဆရာညိုရဲ့ရောင်တစောင်းနဲ့ပင်နီကောင်းမောင်းကလွတ်ကြည့်ကောင်းတာမျိုးဆရာညိုနဲ့ကြွတို့ရောက်တော့တင်းချိုင်းစရက်တွေပေါ်မှာပွဲတွေအလုံးပြင်ပြီးပြီဗျကြွအတွက်မြေချင်းတစ်ခုလည်းတူးပြီးသားဗျကျင်းဟာကျင်းဆောက်ဖို့ဗျကြွကကျင်းထဲမှာမတည့်ရက်နေရမှာကိုဆရာညိုကကတော့ပွဲတွေကိုအောက်ခုတွေပေါ်မှာလိုက်တင်ခိုင်းတယ်ဂူတလုံးပေါ်မှာကတော့ဝဲ၅လုံး၆လုံးတင်တာဗျဒါမဲ့တခုတော့ထူးတယ်ဗျကျောင်းတကကြီးဦးထွန်းခရဲ့ကိုကြီးပေါ်မှာတော့ကတော့ဝဲတပွဲတွေကိုတီးတန့်တင်ထားတာဗျ ည9နာရီလောက်ရောက်တော့ပွဲတွေမှာအမွှေးတန်တွေထုံးမိလိုက်တယ်။ပွဲတွေတင်ထားတဲ့ကူးတွေပေါ်မှာဖျောင်းတန်တွေလည်းထုံးလိုက်တယ်။ပြီးတော့ဇေယျပေါ်မှာဆရာညိုကဖျားရှိခိုးတော့တာပဲဗျ။သူစီရင်မဲ့တာကတော့သူ့ကူမှလွယ်ရတာဗျ။ကြုံကြည့်နေတာအဲ့ဒီတာကိုဆရာညိုကသူ့ကိုနဲ့ခွာအောင်မခွာတာဗျ။ဆရာညိုဖျားရှိခိုးပြီးတော့ပတိစိတ်တယ်။ပံမွေးကုန်းကကျင်းတူးပြီးတဲ့တရောင်တို့လူစုပွဲပြင်းပြီးတဲ့လူလေးရောက်၊ဂွေးရောင်သိန်း၊ဘုံမင်းတင်ဘုံမင်းတင်ရဲ့မိတ်ဆွေတွေရောအားလုံးပေါင်းဇေယျပေါ်မှာထိုင်နေတာကြုတ်ပါဆို73ယောက်ဗျ။ ဘသူမှစကားကြည့်ကြမပြောတော့ဘူးအားလုံးလည်းကြောချက်နေတဲ့ပုံပဲဗျဆရာညိုပတိစိတ်ပြီးတော့ညာကိုနိုင်ထိုးပြီးကျုပ်ကဗမွေကောင်မထောက်ခံရတဲ့အမျက်ကွင်းစေးကိုကွင်းလာတာဗျကဲမောင်တာဒီအစင်းနဲ့ဖြစ်ပြီလားကွဟုတ်ကဲ့ဖြစ်ပါပြီဆရာကြီးအေးဒါဆိုကတောင်းအောင်ကြစ်ကြစ်ပါအောင်ကြိုက်လိုက်ကွပြီးရင်အလုဆာကြစို့ကွပြောပြောဆိုဆိုနဲ့ဆရာညိုကရှေ့ရနေသွားတယ်တင်ညာဇေယျဘောကဆင်းသွားတယ်သူကြီးထားတဲ့နေရာကဂူရီနဲ့ဇေယျကြာမြေကွက်လက်ကြီးမှာဗျ မကြီးပင်မှုလေးသုံးပင်တော်ရှိတယ်။ဒါမဲ့မြေကွက်လတော်တော်ကျဲပါတယ်။မကြီးပင်မှုလေးတပင်အောင်မှာမြေချင်းထူထတာလေဗျာ။ကဲမောင်တာဒီကျင်းနဲ့ဝင်ပြီးတော့ပြီးရင်နောက်ဘက်ကိုလှည့်တရေတဆေဆိုတာနောက်ဘက်ကနေလာတာကွ။ကျုပ်လေကတော့ကြစ်ကြစ်ပအောင်ကြိုက်ထားတာဆိုတော့အစင်အစ်မဲ့မြေကြီးနဲ့ကိုခုံချလိုက်တယ်။ဟာအနေတော်ပဲဗျ။ကျုပ်ကျင်းထဲမှာမတ်တက်ရက်လိုက်တာနဲ့ကျုပ်ပခုံးကမြုပ်ယုံမဲ့ဗျ။ကျုပ်ကောင်းကမြေပေါ်မှာပေါ်နေတယ်။ကဲမြေဖိုးကြတော့ ဆရာညိုကအမိန်ပေးလိုက်တာနဲ့တရားတော်လူစုကမြေဖိုးကြတော့တာပေါ့။အောင်မလေးအေးဆက်ဆက်ကြီးဗျာ။ပြီးပြီဆရာကြီး။တရားကမြေဖိုးပြီးတာနဲ့ဆရာညိုကိုပြောလိုက်တယ်။အေးဟုတ်ပြီကွ။ကဲအားလုံးပဲဇရက်ပေါ်ပြန်တက်ကြတော့။ဘာပဲမြင်မြင်ဘာပဲကြကြမအောင်နဲ့မလန့်နဲ့ထွက်မပြေးနဲ့နော်။ထွက်ပြေးရင်အောင်းရင်အသက်အန္တရာယ်ရှိနိုင်တယ်။ကဲဇရက်ပေါ်တက်နေတော့ဆက်လိုက်တွေကိုမြင်းငင်းထားလိုက်ကြ။ဆရာညိုစကားဆုံးတော့အားလုံးကဇရက်ပေါ်တက်သွားပြီး မြေကွက်လမှာကျုံနေဆရာညိုပဲကြံခဲ့တာဗောဗျာကဲမောင်တာတေးဆရာအနှစ်နှစ်လက်လက်ကြိုးပမ်းခဲ့ရတဲ့မုံဝင်သားအစီရင်ဒီညအပိတရတော့မှာဗောကွယ်ဘာပဲမြင်မြင်ဘာပဲတွေ့တွေ့မောင်တာတေးနင်းနေမှမကြောက်လိနဲ့တို့တွေရာမောင်တာတေးကို6လရောက်လောက်ပဲလုံနိုင်တာလူလူတော့ဘာမှမလုံနိုင်ပါဘူးဆရာကြီးလည်းအနားမှာရှိနေမှာပဲနင်းနေမှမကြောက်နိုင်ကွယ်ကြလားဟုတ်ကဲ့ပါဆရာကြီးကြုံမကြောက်ပါဘူးဟောဆရာညိုကသူ့ကိုမှလွယ်ထားတဲ့တအိမ်ထဲကဒါကိုခြွေငင်းနဲ့ဆွဲထုတ်လိုက်ပြီဗျို့ ဟာဒါဖွေးပြီးတော့လက်နေတာဗျ။အော်လက်ဆက်တက်တော့တန်မဏိဖြစ်သွားတဲ့တန်နဲ့လှူထားတဲ့ဒါအိုဆရာညိုကဒါကိုသူ့လက်ဝါးနှစ်ဖက်ပေါ်မှာတင်ပြီးတော့မန်တန်ရွတ်တယ်။ကဲမောင်တာတီပါဇက်ဟပြီးတော့ယော့ဒါကိုတေးချာကြိုက်ထားနော်။ဘာမှမကြောက်နိုင်ကြတဲ့ပဲ။ဒါရဲ့နောက်ကကျုပ်ပါဇက်အတွင်းမှာအတော့အပြင်ဘက်မှာကျုပ်လည်းအေးစိတ်နေတဲ့ဒါကိုပါဇက်ထဲမှာကန့်လန့်ထည့်ပြီးတော့ကြိုက်ထားရတာပေါ့ဗျာ။ဆရာညိုကကျုပ်တောင်ပေါ်မှာရှိတဲ့မကြီးပင်မှုလေးအောက်မှာ တင်မလီကိုထိုင်ပြီးတော့မန်တန်တွေကိုစပြီးတော့ရွတ်ထွက်လာပေါ့ဗျာကျုပ်စိတ်ထင်တော့10မိနစ်လောက်ပဲရှိမယ်ဗျာဟာကြီးတွေလန့်ပြီးတော့ပြိုကုန်တာဗျို့တင်ညာငုံပတ်လိုက်မှရှိတဲ့တစ်ပင်ကြီးတွေပေါ်မှာအိတ်တန်းတက်နေတဲ့ကြီးကန်တွေပြိုကုန်တာဗျာဟောခွေးဦးတန်ကြီးအတန်အားလည်းတင်ညာအနောက်ဘက်ကပေါ်လာပါရောလားကျုပ်ဖြင့်ကြောတွေကဖြန်းကနေဖြန်းကနေဖြစ်ပြီးတော့ကြက်သိန်းတွေထားလိုက်တာဗျာတတိယမောင်တားလေးလာကြပြီဟဲ့ မန္တန်ရွတ်နေတဲ့ဆရာညိုကကျုပ်ကိုတတိတစ်ချက်လှမ်းပေးပြီးတော့မန္တန်ဆက်ရွတ်နေတယ်ဗျဆရာညိုဘာတွေရွတ်နေလဲဆိုတာတော့ကျုပ်လည်းမသိဘူးဗျဟောအများကြီးပါလားကျုပ်လှမ်းကြည့်လိုက်တော့ဂူရီပေါ်မှာမဲမဲအကောင်ကြီးတွေဗျမနှဲပါဘူးဗျမျက်လုံးတွေဆိုနီရဲနေရပဲဗျမျက်လုံးနီနီကြီးတွေကကျုပ်ကိုဝိုင်းကြည့်နေတာဗျကျုပ်ပြင်ကြက်သိန်းတွေထားလိုက်တာဆိုတာဗျပြီးတော့သပင်းတွေလည်းထောင်နေတယ်လို့ထင်တာဗျဆရာညိုကတော့မန္တန်ကိုအတန်ပိုကျဲပြီးတော့ရွတ်တယ်ဆရာညိုလည်းဒီကောင်တွေကိုမြင်မုံရတယ်ဗျ လှမ်းကြည့်နေတယ်။ဟောဒါပြီဗျို့။တဝီဝီနဲ့အတန်ကြီးတွေနဲ့ကျုံးမျက်နှာရှိကိုဖျက်ပြေးနေကြတာဗျို့။ဒါမဲ့ဗဇက်တရဒါကိုဝင်လူရအကောင်တော့မပါဘူးဗျ။ဟောတတုတ်တော်ပြောက်သွားပြီ။ခဏကြာတော့လူဝဲလူဝဲဆိုပြီးတော့အတန်တန်ကြီးနဲ့អော်လိုက်တာဗျို့။ကျုပ်ဖြင့်ရင်ထဲမှာဒိုင်းကင်းနဲ့တော့မြည်သွားရဲ့ထင်နေဗျ။ပြေးလာပြီဗျို့ပူပူဝါအကောင်ကြီးတွေဗျ။အုပ်လိုက်ကြီးကျုပ်စီကိုတက်တက်ပြေးလာတာဗျို့။အောင်မလေးအောင်မလေး ကျုပ်ကိုတန်းနေကြတော့မှလားလို့ကျုပ်တွေးနေတော့မှပဲကျုပ်မျက်နှာနဲ့တံတောင်လုံးအရောက်မှာဖြောက်ခွနဲ့ဖြောက်ခွနဲ့ပြောက်ကုန်တာပြို့ဟောသပင်ဖားရကြည့်ရင်အုပ်လိုက်ကြည့်လာကြပြန်ပြီပြို့ဟောတချို့ကောင်တွေကရှာကြီးတွဲလုံးချလို့ဗျရှာကြီးတွေကမြေကြီးနဲ့ထိလူထိခင်ကိုကြာနေတာဗျဖះဖះပြေးလာကြပြီပြေးလာပြီဗျဟောကျုပ်နဲ့ထိလူထိခင်လေးကြမှာပျောက်သွားကြတာမျိုးကျုပ်ဖြင့်အသေးတွေဦးတွေပြောင်းပြန်လန်းကုန်ပြီလားတော့ထင်နေဗျတက်တော့ပြီးတက်တော့ကျုပ်စီကိုပြေးလာလိုက် ပြောက်သွားလိုက်တဲ့အကောင်ပေါင်းဘလောက်ရှိပြီလဲတော့မသိတော့ပါဘူး။ဟော၊လာပြန်ပြီဗျို့။ဒီအကောင်ကတကောင်နေဗျ။လက်ထဲမှာလည်းစူးယွန်းနေတက်ထားတဲ့တင်းမော်လုံးကြီးကိုကင်လို့ဗျ။နေရကြီးနှစ်ဖက်ကကိုလုံးမင်းမှာဗလက်ကြီးတွေကြလို့ဗျ။မြေကြီးနေတော့တိုက်နေပြီ။သပင်တွေကလည်းဒီကိုလုံးကိုအုပ်ကြနေတာဗျ။အရကြီးကရှစ်ပေကိုးပေလောက်ရှိမယ်။မျက်လုံးကြီးတွေကလည်းဟင်းသားပကံလောက်ကြီးတွေဗျ။ပြုတ်ထွက်နေလို့ဗျို့။ဟော။လက်ထဲကတင်းမော်ကြီးနဲ့ကြောက်ကိုထူးတော့မလို့လုံနေတာဗျ။ရှစ်ကိုတလန်းပြီးတလန်းတိုးလာလိုက်တာ။ ကျုံမျက်နှာနဲ့တော့တော့ကန့်နေပြီဗျလက်ထဲကတင်းမုတ်ကြီးကိုလေထဲမှာဝေးရမ်းပြီးတော့ကျုပ်ကိုထူးတော့မလို့သုံးကလာလုပ်တယ်ဗျပြီးတော့ဖြောက်ခနေပြောက်သွားတယ်ဟောကုံသွားပြီဂူဒီဘုံမှာတကောင်းမှမကြံတော့ဘူးဗျဟာခွေးဦးတန်ကြီးကပြောင်းကနေပေါ်လာပြန်မလားဟင်ကြောင်းတက်ကဦးထုံးကရဲ့ဂူကြီးဘုံမှာစောင်းကြောင်ကြီးထိုင်နေတာမဖဲဝါကြီးပဲဗျအောင်မလီမဖဲဝါကြီးကပါလာပါလားဖယားဖယားဒီတခါတော့ကိုဂျိုးနဲ့ပြီးထင်ပါရဲ့ဗျာ ဆရာညိုဘရဲ့တက်ဆုံးမိန်နှုတ်တော့မဖဲဝါကိုကြုံမြင်မှုရရလေဗျာ။ဟောဆရာညိုကထားလာပြီးတော့ကျုပ်ဘက်ကိုခတ်တူတူလျှောက်လာတယ်။ပြီးတော့ရပြီမောင်တာဒီမင်းကိစ္စပြီးပြီ။ဆရာကိစ္စပဲကြံတော့တယ်။ကဲဒါပြီးပြီးတော့ကျုပ်ပါဇက်တရားဒါကိုဆရာညိုကဆွဲယူသွားတယ်။ဘာလုံးမလို့ပါလဲလို့ကျုပ်ကြည့်နေတော့မှမဖဲဝါကြီးထိုင်နေတဲ့အုတ်ကူကြီးစီကိုဆရာညိုတွားပြီးတော့မဖဲဝါကိုဓာကန်ပေးလိုက်တယ်။ဟာမဖဲဝါဆရာညိုပြီးတဲ့ဒါကိုစက္ကနေဆွဲယူပြီးတော့လွှာကနေထားခုံလိုက်တယ်။ အောင်မလီဆယ်ပေလောက်ရှိတဲ့အရက်ကြီးနဲ့သပင်ဖားလာကြီးပြကျုပ်ပြင်အသားတွေကိုတဆက်ဆက်တုံတော့တာဗျဟာခောက်ပြီဗျမဖဲဝါကြီးကဆရာညိုကိုဓာတ်နဲ့လိုက်ခုန်နေတာဗျဆရာညိုကလည်းမညံ့နေလူပဲဗျခုံလိုက်ရှောင်လိုက်ရိမ့်လိုက်နဲ့မဖဲဝါရဲ့ဓာတ်ချက်တွေကိုရှောင်နေတယ်ဗျမဖဲဝါကလည်းခုတ်ဆရာညိုကလည်းရှောင်နေဓာတ်ချက်ဆက်နဲ့ချက်လောက်ရောက်မှာမဖဲဝါကဆက်မခုတ်တော့ဘဲနဲ့တဟီးနဲ့အတန်တကြီးနဲ့អော်ရည်ပြီးတော့ပျောက်သွားရောဗျို့ ဒါကဆရာညိုရဲ့ရှေ့တလန်လောက်မှာမြေကြီးထဲမှာစိုက်နေတယ်။ဆရာညိုကဒါကိုချက်ချင်းပြေးနှုတ်တယ်။အောင်မီအောင်မီအောင်မီကွာအဲ့လိုတုံးကုန်းဆင်းအောင်လိုက်တယ်။ဟာကျုပ်လည်းမြေကြီးထဲကနေကျွတ်ထွက်သွားပြီမြို့။ကျုပ်ကျင်းတဲ့ခန်းမှာမတ်တက်ရက်လိုက်တယ်။ကရောင်းကြိုက်လက်တန်းနဲ့ပဲဗျ။ကြေအောင်ဖြိုးပြလေးအောင်မှာဝမ်းသာအားရနဲ့ရင်မောနေတဲ့ဆရာညိုကိုကြည့်ပြီးတော့ကျုပ်လည်းရောပြီးပျော်နေတော့တာပေါ့ဗျာ။ဟုတ်ကဲ့ပါအခုလိုအဆုံးထိအားပေးနားဆင်ကြတဲ့ပရိသတ်များအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာနောက်ထပ်ဇလံကောင်းများကိုလည်းဆက်လက်နားဆင်နိုင်မှုအတွက်ကျွန်တော်တို့ရဲ့မြေတံလေး channel လေးကို subscribe လေးလုပ်ထားပေးဖို့တောင်းဆိုလိုက်ရပါတယ်ခင်ဗျာ